င်္ဂလာပါရှင်ခொနရဲ့သားသမီးများအားလုံးမင်္ဂလာပေါင်းနဲ့ပြည့်စုံနိုင်ကြပါစေစင်မာကတော့ဆောလနွေနီဖြစ်ပါတယ်စင်မာအနေနဲ့ကတော့အခုကြားရောက်မယ်1388ခုနှစ်နှစ်သစ်တကြံမင်္ဂလာအခါသမယမှာခொနရဲ့သားသမီးများအားလုံးစိတ်ချမ်းသာခြင်းကိုယ်ရည်ကျန်းမာခြင်းနဲ့ပြည့်စုံနိုင်ကြပါစေစီးပွားလက်လာပါကြီးလည်းတိုးတက်ကြပါစေအသက်ရှူတိုင်းလည်းဝင်ငွေတွေတိုးကြပါစေယောဂဘေးအန်ဒီယဘေးတွေကင်းဝေးပြီးတော့စိတ်ချမ်းသာခြင်းကိုယ်ရည်ကျန်းမာခြင်းနဲ့ ဲ့ပြည့်စုံပြီးအေဂျင့်တာရတဲ့ဘဝလန်းခီကိုရှောင်းလန်းနိုင်ကြပါစေလို့ဆ iam မကနေဥစွာပထမစူတောင်းမြစ်တာပို့တာလိုက်ပါရဲ့ရှင်စီစဉ်နေမစတင်ခင်မှာဆင်မအနေနဲ့မြစ်တာရက်ခံခြင်းနာကတော့ဆင်မတို့ရဲ့ဗီဒီယိုလေးတွေကိုလည်း share လေးပြုလုပ်ပေးပါဆင်မတို့ရဲ့တရှိခွန်က YouTube channel လေးကိုလည်း subscribe လေးပြုလုပ်ပေးပါเนาะဆင်မတို့ရဲ့ဗီဒီယိုလေးတွေကိုကြည့်တော့မယ်ဆိုရင်တော့ VPN လေးခံပေးဖို့မမေ့ပါနဲ့เนาะ 1389ခုနှစ်အတွက်စနေသားသမီးတွေတနစ်စာနှစ်သစ်ဒူဟော့စတန်ကြီးကိုဟောကြားပေးသွားမှာဖြစ်ပါတယ်။အဲ့တော့စနေသားသမီးတွေအတွက်ဒီနှစ်အတွက်ဆိုရင်လုပ်ငန်းကိစ္စတွေစီးပွားရေးကဏ္ဍဝေးကြီးဂျောင်းဝါလေးတွေလူမှုရေးရအစပေါ့နော်။နောက်အိမ်နွေးအိမ်နောက်ရေးမေတ္တာရေးကဏ္ဍလေးတွေဂျမ်းမာရေးဂျောင်းဝါလေးတွေပေါ့နော်။နောက်ပညာရေးနဲ့ပတ်သက်တာနိုင်ငံခြားကံလေးတွေနဲ့အတူဆောင်ရွက်ရှောင်ရွက်လေးတွေနဲ့ပြုလုပ်ရမယ့်ရည်ရွယ်လေးတွေကိုတခုချင်းဆံမအနေနဲ့ပြောပြပေးသွားမှာဖြစ်ပါတယ်။အဲ့တော့ဒီနှစ်အတွက်စနေသား ားသမီးတွေရဲ့ကံစာတာလေးကိုကြည့်လိုက်တဲ့အခါမှာကံကောင်းလားဆိုးလားပေါ့နော်ဒီနှစ်အတွက်စနစ်သားသမီးလေးတွေအဲ့တော့စနစ်သားသမီးတွေကကံကောင်းတဲ့အထက်မှာဒီနှစ်ပါပါတယ်ဒီနှစ်အတွက်စနစ်သားသမီးလေးတွေကကံကောင်းနေပါလိမ့်မယ်ဒါပေမဲ့စနစ်သားသမီးတွေအကုန်လုံးအတွက်ကိုတော့မဆိုလိုဘူးပေါ့နော်အဲ့တော့နေအဲမိမိတို့ရဲ့စနစ်သားတွေပေါ့နော်မိမိတို့ရဲ့အသက်အပိုင်းခြားမှာတက်ရောက်ကံကြမှာဆိုတာရှိတယ်ပေါ့နော်အဲ့တော့တရားနဲ့တရားကတော့တက်ရောက် ကန်ကြမ်းမရင်မတူကြဘူးပေါ့အဲ့တော့ဒီလက်ရှိမှာဒီ2000အဲဒီပြောမယ်ဆိုရင်2025380ခုနှစ်မှာဆိုရင်စနေသားသမီးလေးတွေကကန်စရာတက်တဲ့အပိုင်းလေးတွေကတော့ရှိတယ် ဒါပေမဲ့မိမိတို့ရဲ့တက်ရောက်တိုင်းဒီမှာမိမိတို့ရဲ့မွေးနိုင်เนาะတိုင်းတက်ရောက်တိုင်းအောက်ကျနေတဲ့သူတွေနှိပ်ပြမိနေတဲ့သူတွေဘုံမိကျနေတဲ့သူတွေလက်ရှိဒီနှစ်မှာဘုံမိကျနေတဲ့သူတွေအတွက်ကတော့အញ្ញံမိုင်းလေးကြရောက်မှာဖြစ်ပါတယ်အဲ့တော့မိမိတို့ရဲ့တက်ရောက်တိုင်းပေါ်မှာရှိနေတဲ့သူတွေပေါ့เนาะဒါအာအသင့်တင်ကောင်းနေတဲ့သူတွေကတော့เนาะအဆင်ပြေမဲ့အထဲမှာပါပါတယ်စနေသားသမီးတွေဒါဒီလက်ရှိ hostel ကတော့အကုန်လုံးတော့တပြင်းညီမဟုတ်ပေမဲ့တချို့အတွက်ကတော့အနေငယ်အញ្ញံမိုင်းလေးရှိနေသလိုစနေသားသမီးတွေတော်တော်များများ အတွက်ကကံကောင်းခြင်းတွေအဲလည်းရှိလာနိုင်မယ်เนาะကံကောင်းမှုတွေလည်းအဲဖြစ်ပေါ်လာနိုင်မယ်တချို့ကံသနာညံ့တဲ့သူတွေအတွက်ကတော့အနိုင်ပိုင်းလေးတွေရှိနေနိုင်မယ်ပေါ့เนาะအဲ့တော့ဒီနေ့မှာအဆိုးအကောင်းတွေပေါ့အကုန်လုံးစင်မပြပြပေးသွားမှာဖြစ်ပါတယ် အရင်ဆုံးအနေနဲ့လုပ်ငန်းစီးပွားပိုင်းတွေကိုစတင်ပြီးတော့ဆက်မပြတ်ပြပေးသွားမှာဖြစ်ပါတယ်။အဲ့တော့စနစ်သားသမီးတွေရဲ့လုပ်ငန်းစီးပွားပိုင်းလေးတွေကိုကြည့်လိုက်တဲ့အခါမှာလုပ်ငန်းစီးပွားပိုင်းနဲ့ပတ်သက်ပြီးတော့လက်ရှိအနေထားတဲ့တိုးတက်လာတာမျိုးတွေတော့ရှိမယ်။လက်ရှိအနေထားကနေပြီးတိုးတက်ပြောင်းလဲလာတာမျိုးတွေတော့ရှိမယ်။နာမည်အကောင့်ရမယ်၊လူအထင်ကြီးချင်းခံရမယ်၊ဖုန်းကံမြင်မှားမယ်။ နော်နာမည်ကုန်သင်းတွေအကျော်ဆုံးပဲပေါ့နော်လုပ်ငန်းအသင်းလုပ်ငန်းလုပ်တဲ့နေရာမှာတတိထားသင်းနဲ့နော်ဒါအချောင်းဝအလေးလေးပေါ်လာလိမ့်မယ်လောဘကြီးလို့မရဘူးအတွင်းမားလို့မရဘူးနော်အဲ့တော့အတွင်းမားပြီးတော့အာဒီပြုလုပ်တာမျိုးဖြလန်းလိုက်တာမျိုးတွေဆိုဆုံးရှုံးမှုကြီးစေတတ်ပါတယ်တဲ့နော်အဲ့တော့လောဘကြီးလို့မရဘူးအတွင်းမားလို့မရပါဘူးတဲ့အဲ့တော့စီးပွားရေးမှာအခွင့်အလမ်းကောင်းတွေပေါ်လာလိမ့်မယ်အခွင့်အလမ်းတစ်တွေပေါ်လာလိမ့်မယ်ငွေငွေလမ်းကြောင်းလေးတွေပေါ်လာလိမ့်မယ်ပေါ့နော်လုပ်ငန်းတစ်တွေလောဝတတ်တဲ့စိတ်ကူးအကျဉာဏ်တွေအကောင့်တွေဖော်လို့ရတယ်ငါဒီ ီနေ့မှာဘာလေးတွဲလောက်ချင်အဆင်ပြေမလဲဘာလုပ်ငန်းလေးလုပ်လိုက်ချင်အဆင်ပြေမလဲမသိဘူးဒီလုပ်ငန်းလေးလုပ်လိုက်ချင်ငါအဆင်ပြေမလားမသိဘူးအဲ့လိုတွေးလာတဲ့အကြံစီတစ်တည်းအကောင့်နဲ့စဖော်လိုက် နော်အဆင်ပြေလိမ့်မယ်တဲ့အောင်မြင်လိမ့်မယ်လို့ပေါ်တယ်နော်ပေါ်ပေါက်လာတဲ့အခွင့်အရေးကိုလက်တွေ့အကောင့်တွေပေါ်ပြီးပေါ်ခြင်းမြင်အကျိုးအမြတ်ရရှိမယ်နော်အဆင်ပြေလိမ့်မယ်တဲ့မိကောင်းဆွေကောင်းဆရာကောင်းသမားကောင်းတွေရဲ့အထောက်ပံ့အကူအညီနဲ့ရရှိမယ်လူမျိုးခြားတွေရဲ့အကူအညီထောက်ပံ့ကိုရရှိမယ်ဘာပဲလုပ်လို့ပြိုင်ဆိုင်မှုတွေမနာလိုမှုတွေကဲ့ရဲ့မှုတွေကြုံတွေ့ရမယ်လုပ်ငန်းနဲ့ပတ်သက်ပြီးတော့စိတ်ပင်ပန်းမှုတွေလည်းကြုံတွေ့ရလိမ့်မယ်ပေါ့နော်စီပိုင်းစီးပွားပြိုင်ဘက် လုပ်ငန်းပြိုင်မဲ့လေးတွေများနေလိမ့်မယ်တဲ့เนาะအဲ့လိုမျိုးအဲ့တော့အနောက်ရှက်လေးတွေနိုင်ငံကြုံတွေ့ရတတ်ပါတယ်တဲ့ဆက်တူရှယ်ယာလုပ်ငန်းလေးတွေစိတ်သဘောထားကွဲလဲမှုတွေရှိမယ်เนาะအရောင်းဝယ်လုပ်ငန်းလုံးနေတဲ့သူတွေရောင်းဝါကောင်းမယ်ရောင်းဝါတက်မယ်အမြန်ဆိုးနေလဲရရှိမယ်ပေါ့เนาะအဲ့လိုမျိုးအဲ့တော့ရာသီပေါ်လိုက်ရောင်းဝယ်လုပ်ရှင်ပို့ပြီးတော့အဆင်ပြေလိမ့်မယ်ဒီနေ့အတွင်းမှာလုပ်ငန်းစီးပွားတွေစတင်လုပ်ကိုင်တဲ့သူတွေเนาะလုပ်ငန်းတိစတင်ပြီးလုပ်မယ်ဆိုရင်ပေါ့ဘလို့လုပ်ငန်းတွေနေအကျိုးပေးမလဲเนาะကြီးလိုက်တဲ့အခါမှာ အင်္ဂါနံနဲ့ပတ်သက်တဲ့လုပ်ငန်းเนาะစနေနံနဲ့ပတ်သက်တဲ့လုပ်ငန်းတောက်ကြံနံနဲ့ပတ်သက်တဲ့လုပ်ငန်းကြာတာပရင်းနံနဲ့ပတ်သက်တဲ့လုပ်ငန်းတွေအကျိုးပြုပါတယ်เนาะအဲ့တော့အင်္ဂါနံလုပ်ငန်းတွေဖြစ်တဲ့စားတောက်ကုန်လုပ်ငန်းတွေစတိုးဆိုင်လုပ်ငန်းဆန်စီဆေးစက်ပစ္စည်းနဲ့ပတ်သက်တဲ့လုပ်ငန်းတွေပေါ့เนาะနောက်တဲ့စနေနံတွေဖြစ်တဲ့အထည်လုပ်ငန်းတွေဓာတ်ဆီဒီဇယ်ထမင်းဆိုင်ထီဆိုင်နိုင်ငံခြားနဲ့ဖက်ဆက်လုပ်ငန်းတွေပေါ့เนาะဤပညာနဲ့ဤပညာရဲ့ဘိုင်းတွေပေါ့အဲ့ဒါလေးတွေအကျိုးပြုတယ်နောက်ထပ်သွတ်တန်တဲ့လုပ်ငန်းဟိုတယ်နဲ့ခီးသွားလာရေးလုပ်ငန်းတည်တည်လုပ်ငန်းတွေအကျိုးပြုတယ်အာနောက်ပြီးတော့ ပွဲရုံလုပ်ငန်းတွေပွဲစားလုပ်ငန်းတွေတက်ပညာဉာဏ်ပညာနဲ့လုပ်တဲ့လုပ်ငန်းတွေပေါ့နော်။နောက်ပြီးတော့ဒီမွေးမြူရေးနဲ့ပတ်သက်တဲ့လုပ်ငန်းပညာရေးနဲ့ပတ်သက်တဲ့လုပ်ငန်းပညာရေးနဲ့ပတ်သက်တဲ့လုပ်ငန်းပန်းလုပ်ငန်းမုန့်လုပ်ငန်းပဲလုပ်ငန်းတွေအဲ့ဒီလုပ်ငန်းတွေအကျိုးပြုရတော့အဲ့ဒီလုပ်ငန်းတွေနဲ့စီးပွားရေးတွဲလို့ ်နော်စတင်ပြီးတော့လုပ်မယ်ဆိုအဲ့လုပ်ငန်းတွေလုပ်လို့ရတယ်ပေါ့နော်ဒီထက်ကမှကိုဝါသနာပါတဲ့အလုပ်ကိုတွဲလို့ဟိုလုပ်ပေါ့နော်အခုဆရာမပြောတဲ့အထက်မှကိုဘာဝါသနာပါလဲဝါသနာပါတဲ့အလုပ်ကိုလုပ်ပါအောင်မြင်နိုင်မယ်အဆင်ပြေနိုင်မယ်အထောက်ပံ့အကူအညီပေးမယ်သူတွေပေါ်လာနိုင်မယ်နော်အဆင်တန်းရှိသူတွေလူမျိုးခြားတွေရဲ့အကူအညီထောက်ပံ့ကောင်းနေတယ်ရရှိလာမှာဖြစ်ပါတယ်အဲ့တော့ဒီနေ့ပိုင်းထဲမှာလည်းပေါ့နော်ဒါရဝေး အာရဝဲမှာဆက်သွယ်ကောင်းနေရရှိမယ်ရဝဲခီးပေါ်တာမျိုးလေးတော့ရှိမယ်ပေါ့နော်အာကောင်းမှုကုသိုလ်လေးတွေလူထာနာလေးလည်းပြုအားကန်ရှိတယ်အလူမင်္ဂလာပြုအားလိုက်မယ်အလူတန်းတော်လည်းကောင်းမင်္ဂလာတော်လည်းကောင်းပြုအားလိုက်မယ်မိမိရဲ့မိသားစုအတိုင်းအဝိုင်းကိုလည်းအကူအညီထောက်ပံ့ပေးနေရမျိုးတွေကြုံတွေ့ရလိမ့်မယ်နော် နောက်ပြီးတော့ဒီနေ့ပိုင်းထဲမှာပေါ့နော်ဒါမိမိတို့ကမိမိအိမ်မှာပေါ့ဖို့တန်ပစ္စည်းတွေလည်းဝင်လာတာမျိုးတွေတော့ရှိရဲပေါ့နော်အဲဖို့တန်ပစ္စည်းဝင်မယ်အဲနောက်ပြီးတော့ဒီ pre-book ကပစ္စည်းနော်နောက်မြေတော်တော့ကောင်းအမွေတော်တော့ကောင်းရရှိတာမျိုးစက်ပစ္စည်းဝင်တာမျိုးနော်နောက်ပြီးတော့တုတ်တန်အစ်ဝင်တာမျိုးအိမ်ပြင်တာတို့အိမ်သစ်ဝင်တာတို့အိမ်သစ်ဆောက်ရတာမျိုးအဲ့လိုမျိုးတွေတော့ရှိမယ်ပေါ့နော်အဲဝင်လာတတ်တာပေါ့ဒီနေ့ပိုင်းထဲမှာအဲ့တော့ဝင်နှန်း လုပ်နေတဲ့သူတွေပေါ့နော်ဝန်ထမ်းလုပ်နေတဲ့သူတွေအဲ့တော့မမိရဲ့လုပ်ငန်းမှာယာရုအဆင့်ဝင်ငွေအဆင့်လားစာအဆင့်တိုးတက်တာမျိုးတွေရှိမယ်ဆိုတော့ဝန်ထမ်းဆိုတင်တဲ့တယောက်ကိန်းတွေရှိတယ်ပေါ့နော်လုပ်ငန်းခွင်မှာမနာလိုမှုရှင်ပြိုင်မှုတွေများမယ်လူရောစိတ်ပါပင်မဲမယ်အပြောင်းလဲကိစ္စတွေပေါ်မယ်ပေါ့နော်ကိုအထက်လူကြီးအပြောင်းလဲတော့လောက်အောင်မမိကိုယ်တိုင်းတော့လောက်အောင်အပြောင်းရွှေ့အပြောင်းလဲကိစ္စတွေပေါ်လာနိုင်တယ်ပေါ့နော်အဲ့ဒါကလေးပြောင်းလဲမယ်ဆိုရင်ဆီမအဆင့်ပြေနိုင်လားဆိုတော့ပြေနေပြေလည်နိုင်တဲ့နှစ်ပေါ့အဲ့တော့ဒီပုဂ္ဂလိကဝန်ထမ်းတွေဆိုရင်လည်းပဲအဲ့လိုပြောင်းချင်တဲ့ဒီကုမ္ပဏီကနေတခြားကုမ္ပဏီကိုပြောင်းချင်တဲ့ဒီလောက်ကနေ တေချလုပ်ကိုပြောင်းခြင်းလဲဆိုတစ်ဖက်ကတေချ confirm ဖြစ်ပြီးတေချပြီဆိုမှအပြောင်းလဲလုပ်ပေးပါအလုပ်ထွက်ပြီးတော့ရှာမယ်ဆိုရင်အနေနဲ့အချိန်ကြီးနေဆောင်းတိုင်းရတာကြန့်ကြာတာမျိုးလေးတွေပေါ်လာနိုင်တာပေါ့နော်အဲ့လိုမျိုးတွေတော့ရှိတယ် ဲ့တော့လုပ်ငန်းစည်းပွားပိုင်းနေပေါ့နော်ဒါပြုလုပ်တဲ့နေရာမှာဝန်ထမ်းနေဆိုရင်လည်းတစ်ဖက်တစ်လမ်းနေပြီးတော့ကိုယ်ပိုင်လုပ်ငန်းလေးတွေနဲ့တွဲလုပ်သင့်တယ်ဒီလိုမှသာလုပ်ငန်းစည်းပွားရေးတွေပို့ပြီးတော့အားကောင်းတယ်အားကောင်းလာတယ်မြေပေါ့နော်အဲ့လိုမျိုးအဲ့တော့တချို့လားတွေမှာလုပ်ငန်းစည်းပွားခံခဲ့တာလေးတွေပေါ့နော်ဝင်ငွေလမ်းကြောင်းအားနေတာလေးလည်းကြုံတွေ့ရလိမ့်မယ်ပေါ့နော်အဲ့လိုမျိုးတွေတော့ရှိရဲ့အဲ့တော့ရောင်းဝယ်လုပ်ငန်းလုပ်နေတဲ့သူတွေ အာရောင်းဝကောင်းလိမ့်မယ်အဆင်ပြေလိမ့်မယ်ပေါ့နော်အဲ့တော့စားတောက်ကုန်လူသုံးကုန်နေတဲ့ရောင်းဝယ်လုပ်ငန်းလေးတွေတွေ့လို့ရှင်ပို့ပြီးအားကောင်းတယ်နော်အဲ့တော့ရောင်းအားကောင်းတယ်ဆိုပေမဲ့တချို့သောလားတွေမှာရောင်းအားအတက်ကျနေရှိမယ်။အော်ဒီလမှာရောင်းအားကောင်းမယ်နောက်လာကြရင်ကြမယ်ပေါ့နော်။အဲ့တော့ဒီတစ်ပတ်မှာရောင်းအားတက်ပြီးနောက်တစ်ပတ်ရောင်းအားကြမယ်ဒီလိုမျိုးလေးတော့သွားနေလိမ့်မယ်နော်။ရောင်းဝယ်လုပ်ငန်းလုပ်နေတဲ့သူတွေကတော့အဲ့တော့စီးပွားရေးပိုင်းနေမှာတော့ တခါတည်းရန်ပေါ့ခက်ခဲမှုတွေထင်းငေါ့မှုတွေရင်ဆိုင်ရလိမ့်မယ်ပေါ့เนาะအဲ့လိုမျိုးအဲ့တော့ကန္တရာနိုင်နေတဲ့အဲသူလေးတွေပေါ့เนาะခက်ခဲနေတဲ့သူလေးတွေအတွက်ကတော့လုပ်ငန်းစီးပွားပိုင်းကိုကန်အားညံအားဆိုင်ရမယ် เนาะအဲ့တော့လားစင်ဝင်ငွေထက်အဲနေစင်ဝင်ငွေရတဲ့အလုပ်လေးတွေတွဲလို့เนาะတပိုင်းတနိုင်းကိုပိုင်းလုပ်ငန်းလေးတွေတွဲလို့ရင်းနှီးမြှုပ်နှံမှုတွေအကြီးကြီးမလုံးနဲ့ပေါ့เนาะရင်းနှီးမြှုပ်နှံမှုနည်းနည်းလေးတွေနဲ့တွဲလုံးနိုင်တော့ပို့ပြီးအားကောင်းတယ်ပေါ့เนาะအဲ့တော့လုပ်ငန်းစီးပွားပိုင်းတွေရဲ့သူအဲကောင်းမှုကုသိုလ်လေးတွေဌာနသီလကောင်းမှုကုသိုလ်လေးတွေနဲ့ရှင်တွဲပြီးတော့သွားပါအဲ့တော့ဘာသာရေးကုသိုလ်ရေးအားနည်းမယ်ကိုကအရှိန်မှာစီးပွားရေးမဲလို့နောက်မှာကုသိုလ်ရေးဘာသာရေးအားနည်းတဲ့အခါမှာကန့်ဆိုးတဲ့နှစ်ကန့်ဆိုးတဲ့လတွေမှာဒုက္ခရောက်တတ်တယ်ဘာသာတရားမမင်းနဲ့ကောင်းမှုကုသိုလ်မမင်းနဲ့ပေါ့နော်အဲ့လိုမျိုးအမင်းနဲ့ ခင်မွေး၁၀ပါးကိုပူဇော်ကြတော့เนาะနောက်ပြီးတော့အာဒီမြေတမ်းပဲပေါ့เนาะတီလတမာဒီလေးတွေနဲ့တီပြီးတော့ဟောဘဝကိုဖြတ်တန်းမှာလုပ်ငန်းစီးပွားလုပ်ပါဒါနရယ်တီလရယ်ကောင်းမှုကုသိုလ်ရယ်ပေါ့เนาะဒါလေးတွေနဲ့ဘဝကိုဖြတ်တန်းမှာခက်ခဲမှုတွေလွတ်မြောက်စေနိုင်မယ်ပေါ့เนาะဒီနေ့ပိုင်းထဲမှာဆိုရင်ပရိဘောကပစ္စည်းတွေဆက်ပစ္စည်းတွေသူတန်တစ်တွေအဝင်ရှိတယ်ပေါ့เนาะအဲ့လိုမျိုးစီးပွားရေးလုပ်ငန်းလုပ်တဲ့နေရာမှာလောင်းကစားလုပ်တာမျိုးဖြစ်လန်းနည်းနဲ့ငွေရှာတာမျိုးစီးပွားရှာတာမျိုးတတိထားပါเนาะလောင်းကစားလုပ်ချင်းဒုက္ခရောက်တဲ့တာမျိုးတွေရရှိမယ်လောင်းကစားနဲ့ အဆင်ပြေအောင်လောင်းကစားနဲ့ပဲဒုက္ခရောက်တတ်တယ်ထို့ကြောင့်မလုပ်တာတော့အကောင်းဆုံးပဲပေါ့နော် ဲ့တော့ဒီနေ့ပိုင်းထဲမှာလုပ်ငန်းစည်းပွားပိုင်းတွေကเนาะမိမိတို့အနေနဲ့လုပ်ငန်းစည်းပွားပိုင်းနဲ့ဒုဘာသာတရားတွေကာမှုကုသိုလ်ရေးနဲ့ရှင်တွဲပြီးတော့လှုပ်ရှင်တော့ခက်ခဲမှုတွေလွတ်မြောက်နိုင်တဲ့အတွက်ဒီလိုမျိုးလေးတွေနဲ့မနော်တွဲပြီးတော့လှုပ်ပါနေ့စဉ်လက်ပွင့်ကရာလက်နှိုးကရာလေးတွေအန်ဒီယကင်းကုံတော်လေးရွှေပွားပြီးတော့အလုပ်လုပ်ပါခက်ခဲမှုတွေလွတ်မြောက်လိမ့်မယ်เนาะနောက်ထပ်ငွေကြေးကဏ္ဍလေးပေါ့ငွေကန်ကိုကြည့်လိုက်တဲ့အခါမှာငွေရှားတာပေါ့เนาะအထင်းသလောက်တော့မလွယ်ကူနေဘူးငါဒါပေမဲ့ခက်ခဲနေလားဆိုတော့အရင်မခက်ခဲဘူးပေါ့เนาะအဲ့တော့မနစ်ကနဲ့ဆက်တော့ဒီနေ့မှာငွေဝင်လဲလေးတွေပေါ်လာမယ်ငွေကြေးလေး တွေအားကောင်းလာမယ်ရှားတာတော့လွယ်ကူမယ်ဒါပေမဲ့ထင်သလောက်တော့မလွယ်ကူနေဘူးပေါ့နော်အဲ့တော့စူးစမ်းပြီးတော့ရှာဖွေနိုင်မှရမယ်ငွေဝင်ရှိမယ်နော်အဖက်ဖက်ကနေငွေဝင်လန်းလေးတွေပေါ်လာနိုင်တယ်ဒါပေမဲ့ငွေကုန်စရာတွေရလဲအကြောင်းမျိုးမျိုးနဲ့ပြန်ပေါ်တယ်နော်ကိုယ့်ရဲ့မိသားစုအသားဝိုင်းကိုအကူအညီထောက်ပံ့ပေးနေရတာတပားသူတွေငွေကုန်ကြေးကြတွေများမယ်ကိုကိုတိုင်းနဲ့ငွေသုံးများမှုကြောင့်ငွေကြေးပိုင်းတွေမှာပေါ့နော်အားနေတဲ့တဲ့လက်ထက်မမြဲတာမျိုးတွေရှိမယ်ပေါ့အဲ့တော့ငွေဝင်လန်းတွေလည်းပေါ်လာနိုင်တဲ့အနေအထားလေးတွေတော့ရှိရယ်နော်အဲ့တော့ ငွေကိုမလုပ်ပြရမလဲဆိုတော့မမီးတို့เนี่ยဒီနှစ်မှာစ조사ပြီးရှာဖွေပါเนาะအဖက်ဘက်ကနေရှာဖွေပါလားစေဝင်ငွေထက် daily ရတဲ့ဝင်ငွေလေးတွေပို့ပြီးအားပြုပါ ကိုကလားစင်ဝင်ငွေပဲရှိနေလဲဆို daily ဝင်ငွေရတဲ့အလုပ်လေးနဲ့တွဲလှုပ်ပေါ့နော်အဲ့လိုမျိုးဝင်ငွေရဖက်ဖက်ကနေရှာဖွေနိုင်မှငွေရောပေါက်တွေထင်းနိုင်မှသာနော်ငွေလိုင်းချောင်းလေးတွေပို့ပြီးအားကောင်းမယ်ငွေမြဲတာမျိုးတွေရှိမယ်ပေါ့နော်အဲကြောင့်ငွေခြေပိုင်းကိုနော်လောင်းကစားပြုလုပ်တာမျိုးချင်းငါတာမျိုးတတိထားပါငွေငွေလိန်ခံရကန်လည်းရှိတဲ့အတွက်လည်းနည်းနည်းလေးတတိထားပါနော်အဲ့တော့ငွေခြေကန်ကမနစ်ကနဲ့စားတော့ဒီနှစ်ကငွေရကောင်းမယ်ဒါပေမဲ့လည်းအဲရှာရတာထင်းသလောက်မလွယ်ကူနေဘူးပေါ့အဲ့လိုပုံစံမျိုးတွေရှိတယ်ထို့ကြောင့်စူဆောင်းနိုင်ချွေတာ နိုင်အဖက်ဖက်ကနေရှာဖွေနိုင်မှာမြဲတက်တယ်။လူမှုရေးကဏ္ဍလေးတွေပြောပြမိမယ်။ဒီနှစ်အတွက်လူမှုရေးကဏ္ဍလေးတွေမှာပေါ့နော်အဆိုးကောင်းတွန်တွန်းနေတဲ့လုပ်ငန်းပိုင်းတွေမှာအပြိုင်ဆိုင်တိုက်ခိုက်နေများမယ်ပေါ့နော်။မမိကိုကိုအားကိုပါသူတစ်ပါးကိုအားမကိုနဲ့လူထီချင်းချင်းခံရမယ်လူလေးစားချင်းခံရမယ်ပေါ့နော်။အဲ့လိုမျိုးတော့ရှိမယ်။အဲ့တော့မိပောင်းမိပောင်းသင်းနေနဲ့ပေါ့နော်မိသေးဆွေသေးပောင်းသင်းသစ်နေနဲ့တိုးတာမျိုးတွေ့တာမျိုးတွေကြုံတွေ့ရမယ်နောက်ပြီးတော့ဆရာကောင်းသမားကောင်းနေနဲ့ပေါ့နော်အတွေ့တွေ့ကြုံတာမျိုးတွေတော့ရှိမယ် အဲ့တော့မမိကိုခင်တဲ့လူချစ်တဲ့လူရှိသလိုကိုယ့်ကိုတိုက်ခိုက်တာတွေမနာလိုတာတွေလည်းရှိနေတာပေါ့နော်အဲ့လိုမျိုးအဲ့တော့လူတိုင်းကတော့ယုံကြည်လို့မရဘူးနော်ပြောဆိုလောက်ကိုင်းတဲ့နေရာမှာအရာရာတတိထားပြီးပြောဆိုလောက်ကိုင်းမှာစေတနာကောင်းကောင်းသားစိတ်ကောင်းကောင်းမွေးပါစိတ်လက်မြမှာပြုလို့ပြောဆိုတာလေးတွေရှောင်းစကားပြောရတဲ့နေရာမှာချိုချိုတတရင်ကြည်ကြည်ပြောပါလူမှုပေါင်းသင်းဆက်ဆံရေးမှာတတိမြောက်တတ်တာပေါင်းသင်းဆက်ဆံဖို့လို့မယ်မမိစကားပြောဆိုမတက်မှုကြောင့်လည်းအညိုတေးထားတဲ့အတွက်စကားပြောရတဲ့နေရာမှာတတိထားပြီးပြောပေးပါအဖွဲ့အစည်းတွေနဲ့ဥဆောင်တဲ့ဟိုဥဆောင်ဥရလောက်တဲ့နေရာမှာနော်အထူး ရှောင်ပေးပါလုံးဝဥဆောင်ဥရမလုံးသင့်မအောင်ပေါ့နော်။ဒါကြောင့်လဲဆိုတော့တိုက်ခတ်တွေများမယ်ရှံပေါ်တတ်ပါတယ်နော်။အဲကြောင့်ထူးရှောင်ပေးရမှာပါ။အဲ့တော့ဒီနေ့ပိုင်းထဲမှာဆိုရင်မိမိအနေနဲ့ပေါ့နော်။ဒါလူလူသွားလန်းတွေမကြမကြအမိုင်ရှင်းအန်ဒီကင်းကုံတော်တွေယူပွားပြီးဖြတ်တန်းပေးနော်။လူမှုရေးတိုက်ခတ်တွေကမြစ်တာမြတ်များပွားပေးတော့တိုက်ခတ်လေးတွေกินတယ် နောက်ထပ်အနေနဲ့ကျန်းမာရေးခန္ဓာလေးတွေပြပြပေးသွားမှာဖြစ်ပါတယ်လက်ရှိဒီနေ့ပိုင်းထဲမှာကျန်းမာရေးခန္ဓာလေးတွေကြီးလိုက်တဲ့အခါမှာအနှဲငယ်စီတော့ဖြစ်မယ်ဒါမှကြီးကြီးမားမားယောဂါဆိုအညာနေမကြောက်နိုင်ဘူးပေါ့နော်စူးစိုးဝအနေထားလေးတော့မကြုံတွေ့ရဘူးအဲ့တော့မကြမကြဘော့ဖြစ်တတ်တဲ့ယောဂါလေးတွေကိုပြောပေးပါမယ် ဲ့တော့မမီတို့ဒီလက်ရှိနှစ်တွင်းမှာမကြမကြဖြစ်တဲ့ယောဂလေးတွေပေါ့နော်အားလေးတွေကတော့မကြမကြဆိုရင်ဒါဝမ်းပိုက်နဲ့ပတ်သက်တဲ့ဝေဒနာလေးအောင်တာအစားမတာတွေရှိမယ်ဥကောင်းမကြည့်တာအောင်ကြောအားနေတာလေးတွေရှိမယ်ပေါ့နော်ဥနာနဲ့အောင်ကြောပေါ့အဲ့လိုမျိုးအိမ်မပြောတာလေးတွေအတွေးမြတ်တာလေးတွေပေါ့နော်အဲ့လိုမျိုးလေးတွေတော့ရှိမယ် ်အော်တခါတည်းရင်အိတ်မပြောဘူးပေါ့နော်အဲ့လိုမျိုးလေးတွေဖြစ်တတ်တယ်အိတ်အနေအားနေတတ်တာပေါ့နော်အဲ့လိုမျိုးအတွေးများနေတာမျိုးတွေတော့ရှိမယ်အဲ့တော့တခုမဟုတ်တခုတော့ဖြစ်လာတတ်တယ်ရာသီကူးပြောင်းဖျန်းလာတတ်တယ်ຫນွေကနေမိုးကူးမိုးကနေဆောင်းကူးဆောင်းကနေຫນွေကူးပေါ့အဲ့လိုမျိုးလေးတွေတော့ရှိမယ်ထိကိုက်ရှာနာလေးတွေခြေလက်ထိကိုက်တဲ့ရတတ်တာလေးတွေရှိမယ် တော့အကောင်လုံးဖြစ်မယ်လို့တော့မဆိုလို့တစ်ခုမဟုတ်တစ်ခုဖြစ်လာနိုင်တယ်အဲ့တော့အသက်ကြီးပိုင်းဒီမှာနှလုံးအားနေပြီးမူးမောရင်တုံးတာအစာမတာအိမ်မပြောတာလေယောဂါတွေဖြစ်မယ်နော်တခါလေသွေးပေါင်တက်ကြလေးတွေဖြစ်လာတတ်တယ်အကောင်လုံးဖြစ်မယ်လည်းမဟုတ်ဘူးတစ်ခုမဟုတ်တစ်ခုဖြစ်လာနိုင်တဲ့အတွက်ကျန်းမာရေးကိုတတိထားစိတ်လို့စိတ်တော့လောက်ရတာစိတ်ကန်းပြနေရကြီးဂျုံရလိမ့်မယ် နော်နောက်ထပ်အိမ်တွင်းအိမ်နောက်ရေခဏလေးတွေပြပြပေးတော့မှာဖြစ်ပါတယ်အိမ်တွင်းအိမ်နောက်ရေခဏလေးတွေကိုကြည့်လိုက်တဲ့အခါမှာဒီနေ့မှာအနေငယ်အားနည်းနေပါလိမ့်မယ်အိမ်မှာမနော်စိတ်ညစ်စရာလေးတွေအဆင်မပြေမှုလေးတွေဆက်ရှုပ်စရာလေးတွေတော့စိတ်တဘောထားကွဲတဲ့မှုလေးတွေအချောင်းမျိုးမျိုးနဲ့ပေါ်နေလိမ့်မယ်အကြီးငယ်ပိုင်းနေလည်းအဆင်မပြေဘူးပေါ့နော်ကို့အထက်အဲအကြီးငယ်ပိုင်းနေနဲ့တကြကြဖြစ်တာမျိုးစိတ်သဘောထားကွဲလွဲမှုတွေနားလည်မှုလဲတာမျိုးတွေကြောင့်အဆင်မပြေအဆင်မပြေဖြစ်တတ်တယ်เนาะနောက်ထပ်အတိုက်ခံလေးတွေများနေလိမ့်မယ် နော်အိမ်နောင်ရေးခန္ဓာလေးတွေကိုကြည်လိုက်တဲ့အခါမှာတယောက်နဲ့တယောက်စိတ်လို့မကြမှုတွေများမယ်ပေါ့တယောက်နဲ့တယောက်အလျှော်မပေးအလျှော်မပေးပဲဖြစ်တယ်သူလည်းတခွန်းကိုတခွန်းပဲသူတစ်ချက်ကိုတစ်ချက်အဲ့လိုပြုံးစံမျိုးလေးတွေပေါ့နော်တယောက်နဲ့တယောက်အလျှော်မပေးအလျှော်မပေးပဲနဲ့ရန်များနေတာမျိုးပေါ့နော်အကြည့်တက်တွေယောနေနေတာမျိုးလေးတွေရှိလာနိုင်တယ်အဲ့တော့မိမိအိမ်နောင်ဘက်ကမိမိပေါ်မှာနိုင်စားတာမျိုးလေးတွေအနိုင်ကျင့်တာမျိုးလေးတွေမိမိအိမ်နောင်ဘက်ကဩစာလွန်မှုမှုခံတာမျိုးလေးတွေတစ်ခါတရံကြုံဝတ်တက်တဲ့စိတ်ပင်မဲ့နေတာမျိုးတွေရှိမယ်ပေါ့နော်အဲ့လိုမျိုးအဲ့တော့အိမ်နောင်ရေးမှာလည်းအဓိကတော့ ဒီနားလည်မှုနဲ့အ Shop ပေးရှုံးပြီးလက်တွဲနိုင်တော့အေးချမ်းပဲအပြော်ပါတောက်စားအိမ်အောင်ရေးဆရာရှုပ်တာမရှိဘူးဆိုရင်တော့အေးချမ်းပြီးတော့အပြော်ပါတောက်စားရှိတဲ့သူအိမ်အောင်ရေးဆရာရှုပ်ပါကအပူတော့ကများနိုင်ပါတယ်ထို့ကြောင့်အိမ်တွင်းအိမ်အောင်ရေးမှာနားလည်မှုနဲ့တစ္ဆာရှိရှိလက်တွဲပေးပါနော်အဲဒီနေ့ပိုင်းထဲမှာမြစ်တာရေးခန္ဓာလေးတွေငရဲသူတွေအတွက်ပဲနော်မြစ်တာရေးခန္ဓာလေးကြီးလိုက်တဲ့အခါမှာအဲတော့ဆန်းပွင့်တဲ့နေ့ဖြစ်ပါတယ်နော်အဲတော့မြစ်တာရေးခန္ဓာလေးတွေဆန်းပွင့်တဲ့နေ့ဖြစ်တဲ့အတွက်ငရဲသူတွေရတော့အခြေကကိုယ်ကိုစိတ်ဝင်စားတဲ့သူတွေသဘောကျတဲ့သူတွေများမယ်ကိုကကိုကိုယ်နဲ့ရွေးချယ်ရခ က်ခဲတာမျိုးတွေရှိမယ်နော်နောက်ပြီးတော့အဆင်မပြေဖြစ်နေတဲ့သူတွေအတွက်ပြန်ပြီးပြေလည်တာမျိုးတွေရှိမယ်ချစ်သူရည်စားမရှိဘူးဆိုရင်တော့ချစ်သူရည်စားရနိုင်တယ်ပေါ့နော်အထီးကျန်နေတဲ့သူတွေလည်းချစ်သူအသေးရတာမျိုးတွေရှိလာနိုင်တယ်ဒီနေ့ပိုင်းထဲမှာပေါ့နော်အဲမဲ့ငယ်သူလေးတွေအနေနဲ့ကတော့အချင်းမှလည်းလဲလဲပြားချင်းခံတာမျိုးတွေတော့ရှိမယ် အိမ်အောင်ရှိတဲ့သူတွေမလွတ်လပ်သူတွေကကိုယ်ချစ်ခဲ့တာမျိုးပေါ့နော်အဲ့လိုမျိုးတွေရှိလာနိုင်တယ်အဲ့တော့သတိထားပြီးနော်ဒါရှောင်ပေးရမှာဖြစ်ပါတယ်အဲ့တော့အခြေအခံအရင်းမှာပေါ့အသေးချအလေးနဲ့ထားအချိန်ယူပြီးတော့လေလာသုံးသက်ပြီးတော့လက်ခံပြောဆိုမှကိုယ့်အတွက်အဆင်ပြေလိမ့်မယ်နော်နောက်ပြီးတော့ဒီနေ့ပိုင်းထဲမှာအာလက်ရှိပေါ့နော်ချစ်သူဆုံးတွဲတွေအနေနဲ့ကတော့အခြေအခံအလေးမှာမကြာခဏဆိုသလိုအဆင်မပြေမှုလေးတွေ အေးပေါ်လာတတ်တယ်ချစ်သူเจ้าတော့အနေငယ်စိတ်ပင်ပန်းတတ်တယ်တခါလေချစ်သူရဲ့အလေးနဲ့ထားချင်း group site ချင်းကြုံရတတ်တယ်လို့တခါတချို့သူတွေမှာလည်းချစ်သူရဲ့ဥပေက္ခာပြုချင်းเนาะကြုံရတတ်တယ် အဲ့တော့တစ်ခါလေအထီးကျန်ဆန်တယ်လို့ခန်းစားတာမျိုးလေးတွေလည်းရှိလာနိုင်တယ်ပေါ့နော်အခြေခံနာမှာအဲ့တော့အခြေခံနာလေးမှာပူပန်မှုလေးတွေရှိမယ်ချစ်သူကြောင့်စိတ်ပင်ပန်းတာမျိုးလေးတွေရှိမယ်ပေါ့နော်အဲ့တော့အမျိုးသားကအမျိုးသမီးပေါ်မှာစိတ်နှစ်တာတော်ကောင်ကောင်လေးကကောင်မလေးပေါ်မှာစိတ်နှစ်တာတော်ကောင်မလေးကကောင်လေးပေါ်မှာစိတ်နှစ်တာတော်ကောင်စိတ်နှစ်ထားတဲ့သူကတော့ပို့ပြီးပင်ပန်းလိမ့်မယ်ပေါ့နော်အခြေရပေါ်ပါးစာထားပြီးတော့စိတ်ကိုအေးအေးထားပြီးတော့နော်ဒီဘဝအတွက်ရွေးချယ်တော့မယ်ဆိုရင်နော်အချိန်တစ်ခုယူမယ် နော်အဲ့လိုမျိုးပေါ့ကိုယ့်အပေါ်ကိုယ်ကချစ်တဲ့သူတွေကိုယ့်ကိုချစ်တဲ့သူကိုရွေးချယ်နိုင်လို့ပို့ပြီးတော့အဆင်ပြေနိုင်နိုင်မယ်နော်နောက်ပြီးတော့အခြေရုပ်အရင်စိတ်မနစ်ဖဲနဲ့ပပပပထားနိုင်မှနော်ဒါအေဂျင့်လာနိုင်မယ်ထို့ကြောင့်အခြေရေးခန္ဓာလေးမှာအနေငယ်တော့ပူပန်မှုလေးတွေကြုံရမယ်စိတ်နစ်ထားတဲ့သူတွေအတွက်ကပူပန်မှုလေးတွေရှိလာနိုင်တယ်ပေါ့နော်အာနောက်ထပ်ပညာရေးနဲ့ပတ်သက်တဲ့အကြောင်းအရာလေးတွေပြပြပေးသွားမှာဖြစ်ပါတယ်เนาะအဲ့တော့ပညာရေးခန္ဓာလေးတွေကတော့ဒီနေ့မှာ အာကံကောင်းတဲ့နှစ်လို့တော့ပြောလို့ရတယ်ဒီနှစ်ပိုင်းပညာရေးလေးတွေကတော့တိုးတက်မယ်အဆင်ပြေမယ်သင်တန်းကိစ္စတွေပေါ်မယ်စာမဝဲကိစ္စတွေအောင်မြင်နိုင်တယ်ပေါ့နော်မိမိရဲ့စ조사အားထုတ်မှုကြောင့်ထွန်းပေါက်စေပါလိမ့်မယ်ပြည်တွင်းအတတ်ပညာပြပအတတ်ပညာရေးနဲ့သင်ကြားတတ်တယ်ပေါ့နော်အဲ့တော့ပေါင်းသင်းလူမှုရေးကြောင့်ပညာရေးထိခိုက်တတ်တဲ့အခြေအကျမ်းမှအကြောင်းပညာရေးထိခိုက်တတ်တဲ့ထိုးရရေးကြော်လွားနိုင်တော့အောင်မြင်မှုရရှိမယ်နေထားပါနော် နောက်ထပ်နိုင်ငံခြားကံကိုလေးကိုပြပြပေးပါမယ်အဲ့တော့ဒီနေ့ပိုင်းထဲမှာစနေသားသမီးတွေရဲ့နိုင်ငံခြားကံတော့အကောင်းတဲ့နှစ်လို့ပြောလို့ရပါတယ်เนาะအဲ့ဒါခက်ခဲမှုတွေဂျားထဲကနေပြီးတော့သွားဖို့ရှိနေတယ်ဆောင်းတိုင်းနေရတဲ့ခင်းစင်တွေအဆင်ပြေတယ်ရက်တက်နေတဲ့အကြောင်းကိစ္စတွေပေါ်လာလိမ့်မယ်အခွင့်အလမ်းတစ်တွေပေါ်လာလိမ့်မယ်ပေါ့เนาะအဲ့တော့ပြည်တွင်းပြည်ပကံအကောင်းပါတယ်အဲကိုကပြည်တွင်းကိုပေါ့เนาะဒါအာ ပြည်တွင်းခီးစင်လေးလေခီးတို့ခီးရှည်လေးတွေသွားတက်တာပေါ့။တော့ကိုကနိုင်ငံခြားထွက်ဖို့ကိုလုံမဲနေတယ်အာယုံစိုက်နေတယ်ပေါ့နော်။နိုင်ငံခြားခီးကိုဒီနေ့မှမဖြစ်မနေထွက်ချင်တယ်ဆိုရင်ပြည်ပခီးစင်လေးရနာထားပြည်တွင်းခီးစင်လေးရနာထားပြည်ပကန်တော့တကယ်လို့ပြည်တွင်းခီးစင်လေးမကြမကြသွားတဲ့ခါကျတော့ပြည်ပခီးကန်အားနေတတ်တယ်။နောက်ထပ်ကြောင့်ပြည်တွင်းခီးစင်လေးရနာပေးပါပြည်ပကန်အားကောင်းလာပါလိမ့်မယ်နော်။နောက်ထပ်ဒီနေ့အတွက်အချိုးပေးပေါ့နော်။ဒါကနန်းလေးနဲ့အချိုးပေး ကလာလေးတွေကိုပြပြပေးသွားမယ်အဲ့တော့ဒီနေ့မှဆိုရင်ဒီတင်လုံးကန်ကောင်းမှုအတွက်အကျိုးပေးကနန်းလေးတွေမှာ6ကနန်း9ကနန်းเนาะ အာ6ခွန်3တုံညเนาะအဲအချိုးပေးလက်ကီကနန်းလေးတွေဖြစ်ပါတယ်အချိုးပေးလက်ကီကလာလေးရတော့နီညိုပွင့်နီညိုရောင်လေးတွေအနက်ပွင့်အနက်ရောင်နက်ပြပွင့်နက်ပြရောင်လေးတွေပန်းစီရောင်လေးတွေရတော့အချိုးပေးလက်ကီကလာလေးဖြစ်ပါတယ်ရေကြီးတော့ကိစ္စတွေရေကြီးတော့လုပ်ငန်းတွေရေကြီးတော့အကြောင်းအရာတွေမှာပြုလို့ပြောဆိုခြင်းဖြင့်အောင်မြင်เนาะအောင်မြင်တိုးတက်စေပါတယ်ကံစရာပွင့်လန်းစေပါလိမ့်မယ်เนาะနောက်ထပ်နိုင်ငံခြားကံနဲ့ပတ်သက်တဲ့အကြောင်းအရာလေးတွေပြပြပေးသွားမှာပါအဲ့လိုရှိဒီနေ့မှာနိုင်ငံခြားကံနဲ့ ပတ်သက်ပြီးတော့ကြည့်လိုက်တဲ့အခါမှာကောင်းမွန်နေတဲ့เนาะနှစ်ဖြစ်တဲ့ အဲ့တော့အခွင့်အမ်းတွေပေါ်လာမယ်အရင်ကဆောင်းဆိုင်နေရတဲ့ခီးစင်တွေလက်ရှိနေမှာတွားတာမျိုးရှိမယ်အလောက်ကိုင်းတဲ့တော်လကောင်ပညာတော်သင်တော်လကောင်နိုင်ငံခြားခီးနဲ့ပတ်သက်ပြီးတွားတဲ့သူတို့အလွယ်ပတ်ခီးစင်တော်လကောင်တွားကန်ရှိနေပါတယ်အခက်ခဲတင်းငေါ်လေးတွေခြားထဲကနေပြီးတော့တွားရကန်ရှိမယ်အခွင့်အမ်းတွေလည်းပေါ်လာနိုင်တယ်ပေါ့နော်လက်ရှိလက်တွေ့အခွင့်အမ်းလမ်းလေးတွေကိုအသုံးချပြီးတော့တွားချင်းဖြစ်လဲအောင်မြင်နိုင်တဲ့အနေအထားမှာတော့ရှိတယ်ဒီနှစ်အတွက်နိုင်ငံခြားကန်အားကောင်းပြီးတော့နိုင်ငံခြားခီးစင်တွေအတွက်ပို့ပြီးတော့အဆင်ပြေတဲ့နှစ်ဖြစ်တဲ့အတွက်တွားရတွားရောက်တာမျိုးပေါ့နော် လုပ်ငန်းနဲ့တော့လကောင်းပညာတော်သင်တော်ကောင်းသွားမယ်ဆိုရင်ကိုဘွားအတွက်เนาะဒါအထောက်အကူပြုမယ်တယ်လန်တွေကောင်းမွန်တဲ့အနေအထားမှာရှိနေပါလိမ့်မယ်เนาะထို့ကြောင့်နိုင်ငံခြားခီးစင်တွေအားကောင်းတဲ့နေ့ဖြစ်ပါတယ်အဲ့တော့နောက်ထပ်ဒီနေ့အတွင်းပေါ့เนาะအချိုးပေးခဏနဲ့အချိုးပေးကလာလေးတွေပြောပြပါမယ်ဒီနေ့အတွက်အချိုးပေးခဏလေးတွေမှာဆိုရင်၃ခဏ၇ခဏ နော်6ခန်း4ခန်းလေးတွေကတော့အချိုးပေး lucky ခန်းလေးတွေဖြစ်ပါတယ်အချိုးပေး color လေးတွေကြည့်လိုက်တဲ့အခါမှာအညိုရောင်အညိုဝင်လေးတွေခဲရောင်နက်ပြရောင်အနက်ရောင် color ရင်းရင်လေးတွေပေါ့နော်အဲ့တော့ color အရင်လေးတွေဝစ်စင်သုံးပြူချင်းဖြင့်ကန်စရာပွင့်လန်းစေမယ်အဲ့တော့ခီးသွားလာရမှာတော့လကောင်းရေးကြီးတော့ကိစ္စတွေသွားလာရမှာတော့လကောင်းရေးကြီးတော့လုပ်ငန်းကိစ္စဟိုကပြုလို့ပြောဆိုမှာဝစ်စင်သုံးပြူချင်းဖြင့်ကန်စရာပွင့်လန်းစေပါလိမ့်မယ်နော်နောက်ထပ်မိမိတို့အနေနဲ့ ဒီတနစ်ပတ်လုံးအတွက်ဆောင်ရည်ရှောင်းလေးတွေပြပြပေးသွားမှာဖြစ်ပါတယ်အဲ့တော့ဒီနှစ်တွင်းမှာဆောင်ရည်ရှောင်းလေးတွေကိုကြည့်လိုက်တဲ့အခါမှာဆောင်ရည်အနေနဲ့ပေါ့နော်ဘာသာတရားပြုလုပ်ပေးပါเนาะဒီနှစ်ပိုင်းထဲမှာဘာသာရေးအထူးပြုလုပ်ပါခင်မုန်းကြီးဆယ်ပါကိုအမြဲတမ်းပူဇော်ကြတော့ဗာဂျေဇုမကင်းသူကိုဂျေဇုဆက်ပါเนาะအဲ့တော့ဂျေဇုမကင်းသူဆိုတာကမမိကိုเนาะအစမပြေတဲ့အချိန်မှာကုညီပေးတဲ့သူစာတောင်တဲ့အချိန်မှာကျွေးမွန်ပေးတဲ့သူကိုဒုက္ခရောက်နေတဲ့အချိန်မှာเนาะကိုဒုက္ခလေးတွေရောက်နေတဲ့အချိန်မှာအစမပြေဖြစ်နေတဲ့အချိန်မှာကုညီခဲ့တဲ့သူပေါ့เนาะဒါဂျေဇုမက င်းဦးလေးကိုကျေးဇူးဆက်ပါမိဘเนาะအမေအဖေလုံခြေပြုစုပါအဲ့ဒါဆိုရင်ကိုယ့်ရဲ့ကံစရာလေးတွေရပါเนาะခက်ခဲမှုတွေလွတ်မြောက်မယ်ကံကောင်းမှုတွေရရှိလာမယ်နေ့စဉ်အန်ဒီယကင်းခုံတော်လေးတွေများစွာရွတ်ပါမေတ္တာများများပွားပါเนาะအန်ဒီယကင်းပိတ်တော်လေးတွေရွတ်ပါအဲ့တော့ခက်ခဲမှုတွေလွတ်မြောက်မယ်အစမပြေမှုတွေလွတ်မြောက်မယ်လုပ်ငန်းဆောင်တော်ကိစ္စဝါပြုလို့ပြောဆိုရမှာမိုးလင်းနာနဲ့လက်ပွင့်ခါတာအန်ဒီယကင်းခုံတော်လေးယူပြီးတော့ ပြုလုပ်ပါเนาะနေ့စဉ်ဖြတ်သန်းမှာခက်ခဲမှုတွေလွတ်မြောက်တတ်ပါတယ်เนาะရှောင်းရံအနေနဲ့ကတော့အရက်သေးသားတောက်စားခြင်းအပျော်ပါလောင်းကစားပြုလုပ်ခြင်းရေလန်းခရီးရှောင်းပေးပါသူ့တဲ့တက်ခြင်းရှောင်းပေးပါဒါအထူးရှောင်းရမယ့်အရာလေးတွေဖြစ်ပါတယ်เนาะ နောက်ထပ်ပြီးတော့ဒီတနစ်တာကာလပလုံးမှာအရရာကန်ကောင်းချင်းနေရရှိအောင်မိမိအိမ်ဖျားမှာပြုလုပ်ရမယ့်ရည်ရာလေးတွေပေါ့နော်အဲ့ဒါလေးတွေကတော့အတခုချင်းပြပြပေးသွားမယ်ဖျားရည်ရာလေးတွေဖြစ်ပါတယ်မိတို့ရဲ့မွေးနံထောက်မှာထီးနီအကြည့်တလက်အဲနော်တလတစ်ခါလှူပေးပါနော်စနေစနေတောင်းမှာသွားလှူလဲရတယ်ပေါ့နော်အဲ့တော့စနေတောင်းမှာတလတစ်ခါလှူပေးပါ စနေသားသမီးတွေကစနေတောင်းပေါ့နော်ထင်းမိကြီးတလက်တလက်တခါလူပေးပါနောက်ပြီးတော့ငှက်ကလေးတွေလှုပ်ပေးပါနော်မိမိတို့ရဲ့အိမ်ဖျားမှာပန်းငါမျိုးတီးဆောင်ဟင်းနဲ့ဆွန်ကက်ဆွန်လောင်းပြီးတော့အာမိမိတို့ကနေစဉ်ပေါ့နော်ဒီလိုမျိုးတွေလောင်းလူလို့ရတယ်တပတ်ကိုတစ်ချိန်တစ်ချိန်လောင်းလူမယ်နေစဉ်လူလို့ရတယ်လို့တပတ်ကိုနှစ်ချိန်သုံးချိန်အ ਨੇ ဆုံးတော့တပတ်တစ်ချိန်လောက်တော့လူပေးပြီးတော့လူရစုတောင်းပေးပေါ့နော်နောက်ပြီးတော့ဒီလုပ်ငန်းဆင်မနော်အရှိမမပြောခဲ့နည်းက လက်ပွင့်ကုံတော်လေးတွေလက်နိုးကုံတော်လေးတွေအန်ဒဲကင်းကုံတော်လေးတွေရုပ်ပွားပြီးတော့နေ့စဉ်ဖြတ်တန်းပေးပါနော်။ကံကောင်းခြင်းတွေရရှိမယ်ခက်ခဲမှုတွေလွတ်မြောက်မယ်ကံတရားရဲ့အထောက်ပံ့ကောင်းလေးတွေရရှိမယ်။ဒီကုသိုလ်ကောင်းမှုလေးကကိုယ်ကံကိုပြန်ပြီးတော့အထောက်ပံ့လေးတွေပေးလာပါလိမ့်မယ်နော်။နောက်ထပ်ကို့မှာအញ្ញံလေးတွေကြာရောက်နေတယ်ကံအញ្ញံတွေမကြာရောက်ချင်ဘူးပေါ့နော်။အញ្ញံလေးတွေပြေးချင်းနေဆိုရင်ဘာလို့ပေးရမလဲဆိုတော့မာသာရီတော့လောက်ရမယ်ပေါ့နော်။နော်လမ်းရှင်းပေးပါ။နော်လမ်းလူသွားလူလာလမ်းနေအမိုင်ရှင်း เนาะဖုံးချောင်းကူလီเนาะဒါလမ်းတွေမှာအဲတန်ရှေးပြုတ် တာမျိုးလေးတွေနေဖျားကန်းတန်ရှင်းရတာမျိုးလေးတွေပြုတ်လုပေးပါမိဘအဝတ်အစားလေးတွေလျှော်ပေးပါတက်ကြီးပူစော်ပေးပါเนาะအစာရည်စာရှားပတ်လူစားတောက်ပေးဝတ်ထည်ရှားပတ်လူဝတ်ထည်လူတဲ့ဝါလေးတွေအစာလေးတွေမကြမကြကျွေးပေါ့เนาะအဲ့လိုမျိုးလေးတွေပြုတ်လုပေးပြီးတော့ကို့မှာရှိတဲ့အညာခိုင်လေးတွေပြေပါစေဒီကုသိုလ်ကောင်းမှုလေးတွေကြောင့်ကို့မှာရှိတဲ့ညံ့နေတဲ့အရာလေးတွေပြေပြောက်ပါစေဆူတောင်းပြီးတော့ပြုတ်လုချင်းပြင်းနဲ့เนาะအညာလေးတွေပပျောက်စေပါလိမ့်မယ်ဒါတော့ဆင်မနော်ဒီတနေ့စာလုံးအတွင်းမှာစနေသားသမီးရဲ့အတွက်ဆောင်ရယ် ရှောင်းလေးနဲ့ပြုလုပ်ရမယ့်ရေဒီယာလေးတွေပေါ့နော်တခုချင်းပြပြပေးသွားတာဖြစ်ပါတယ်ဒီလိုမျိုးလိုက်နာပြီးတော့တနည်းပတ်လုံးဖြတ်သန်းမယ်ဆိုရင်ကံကောင်းချင်းတွေပိုင်ဆိုင်နိုင်မှာဖြစ်ပါတယ်ထို့ကြောင့်စနေသားသမီးဒီနေ့မှာအဆအဆအရာအဆင်ပြေမှုရှိကြပါစေလုပ်ငန်းစီးပွားပိုင်းနေတဲ့တိုးတက်ကြပါသည်အသက်ရှူတိုင်းနဲ့ဝင်ငွေတွေတိုးကြပါစေယောဂဘေးအနယ်ဘေးတွေကင်းဝေးပြီးစိတ်အချမ်းသာခြင်းကိုယ်ဤချမ်းသာခြင်းနဲ့ပြည့်စုံပြည့်ဝနိုင်ကြပါစေလို့ဆရာမဆောလောင်းတွင်ဒီကနေ့စူတောင်းမြတ်တာပို့သလိုက်ပါတယ်ရှင်